Hello မင်္ဂလာပါကလေးတို့ရေဒီနေ့တိကျတင်ပြပေးမယ်ဘီးလေးရတော့ရပလက်ဖြစ်ပါတယ်ရပလက်ကိုဒီနေ့တိကျရတင်ကြပြီးမှာဖြစ်လို့တတမမီတို့ကလည်းတိကျနဲ့အတူလိုက်ပြီးတော့လေ့လာကြည့်ရအောင်နော်အရင်ဆုံးရပလက်ဘီးကပြလေးကိုနားထောင်ကြည့်ရအောင် ကေရပလက်အမိကရပလက်အတန်ကရအမိကရပလက်အတန်ကရကေရပလက်နဲ့ဒီစလုံးဆက်ဆက်တာလေးတွေကတော့ရယမင်းယုံရရက်တောင်ရယုံရရင်ကောင်ယမင်းယုံရက်တောင်ယုံရှင်ကောင်ကေပြီးလို့ရှိရင်အယောင်လေးတွေ share ကြည့်နော်ဒီနေ့တော့ဒီ share ကမ share ပြတော့ပါဘူးတာသမီတို့စိတ်ကြိုက် share ပါ ကဲရပ်ပလက်လေးကိုရေးမယ်ဆိုရင်တရှဲတို့ကသုံးချက်ဆွဲပါတယ်ပထမဆုံးတရှက်ပထမဆုံးတရှက်နှစ်ရှက်သုံးချက်အောက်ကနေသွားဆက်တာပေါ့နော်ကာကြီးလေးကိုပြောင်းပြန်ရေးထားတာ ਨੇ တူပါတယ်အားကြောင့်ကဲရပ်ပလက်ကိုတရှဲတို့အစွဲလေးကိုမှတ်မိသွားအောင်အယောင်လေးတရှက်နဲ့အတူလိုက်ရှိကြည့်အောင်နော်အပေါ်ကနေစပြီးရောဆွဲလာမယ်တရှက်ပြီးရင်ဒီဘက်ကလေးတစ်ခါဝိုက်ပြီးတော့ဆွဲလာမယ်နှစ်ရှက် ပြီးရင်ဘေးဘက်ကနေဝိုက်ပြီးတော့အောက်မှာသွားဆက်မယ်။သုံးချက်ရပလက်နမရရပလက်အတန်ကရ။ကဲရပလက်လေးကိုတရှဲတို့ဝင်းထဲမှာဒီဒီပေါ့နော်။ဟိုအကွက်ထဲမှာပေါ့နော်။လွတ်လွတ်လပ်လပ်တရှဲနဲ့အတူလိုက်ရေးကြည့်အောင်နော်။အရင်ဆုံးတရှဲတို့ကလွတ်လွတ်လပ်လပ်ပဲရေးကြည့်မယ်။လေးရေးလာရေးပါရင်မလာသေးဘဲနဲ့အစွဲလေးကိုပဲမှတ်မိအောင်ကျင့်မယ်။တရှဲနှစ်ချက်သုံးချက်ရတရှဲနှစ်ချက် 3ချက်哦တိတ်မဆက်လို့ပြန်ရေးမယ်3ချက်ရပလက်တစ်ချက်နှစ်ချက်3ချက်ရပလက်ကဲပြီးရင်ဒီချက်တို့ကစလုံးလေးတွေပေါ်မှာထပ်ပြီးတော့လေ့ကျင့်မယ်တစ်ချက်တရှက်နှစ်ချက်သုံးချက် ရပလက်တစ်ချက်နှစ်ချက်သုံးချက်ရပလက်သူကစားဖြားလေးပေါ့နော်တစ်ချက်နှစ်ချက်သုံးချက်ရပလက်ကဲရပလက်လေးကိုဒီချက်နဲ့အတူလေးချောင်းမြင်းနဲ့မှလေးရလာကျင်မယ်နော်တတမိမိတို့လိုက်ပြီးတော့လေးကျင်အောင်နော်တစ်ချက်ဟောဒီချောင်းမြင်းနဲ့ထိအောင်ရေးရမယ်နော်တစ်ချက်နှစ်ချက်သုံးချက်ရပလက် တစ်ချက်နှစ်ချက်သုံးချက်ရပလက်တစ်ချက်နှစ်ချက်သုံးချက်ရပလက်ကဲဒီချက်နဲ့အတူဒီနေ့လိုက်ပြီးတော့လီလာခဲ့ကြတဲ့တာမီမီတို့ကိုကျေးဇူးတင်ပါတယ် YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးကြပါဦးနော်